အားလုံးပဲမင်္ဂလာပါခင်ဗျာတာရော့ပိုင်း24 page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အခြေရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတာရော့ကတ်များကိုကြည့်ရှုပြီးတော့အခြေကံကြမ်းမှများကိုကျွန်တော်မြင်တဲ့အတိုင်းဟောပြောပေးတော့မှာပဲဖြစ်ပါတယ် အခြေအကန့်ကြံမှာတွက်ချက်လူလူတွေအနေနဲ့ကတော့ကျွန်တော်အခုဒီရွေးချယ်လိုက်တဲ့ပေါ့နော်ကက်လီ၃ကက်ထဲမှာဒီပထမဆုံးကက်တော့နံပါတ်၁ကက်ဒုတိယကက်တော့နံပါတ်၂ကက်တတိယကက်တော့နံပါတ်၃ကက်လေးတွေဆိုပြီးတော့ကျွန်တော်တက်မှတ်လိုက်တယ်ဒီကက်လေးတွေတွေကနေပြီးတော့မိမိကြိုက်နှိမ့်တက်ရကက်တစ်ကက်ကိုရွေးချယ်လာရမှာပဲဖြစ်ပါတယ်ပြီးရင်တော့ဒီမိမိရွေးချယ်လိုက်တဲ့ကက်လေးတွေကိုဟောပြောတာကိုကြည့်ရှုပြီးတော့ဒီကံကြမ္မာလေးတွေကိုလေ့လာနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာအခုပထမဆုံးအနေနဲ့ကတော့နံပါတ်1ကက်ရွေးချယ်တာတွေအတွက်ကျွန်တော်ဟောပြောပြီးတော့မှာပဲဖြစ်ပါတယ် ဒီကလေးရွေးချယ်တော်တွေကတော့ယခုကာလမှာ အခြေရေးကန်ကောင်းနေတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့မိမိတို့အနေနဲ့ချွခွင့်ပန်ထားတဲ့လူတွေဒါမှမဟုတ်ရှင်ယခုကာလမှာချွခွင့်ပန်ခံရတဲ့လူတွေတို့ပေါ့ဒီကာလဟာဒီချွခွင့်ပန်ထားတဲ့လူတွေကတော့မိမိဘဝအတွက်ကောင်းမွန်တဲ့လက်တွဲပေါ်ဖြစ်မယ်လို့ပဲဖော်ပြနေတာပဲဖြစ်ပါတယ်ဒီကတ်ကိုရွေးချယ်ထားတဲ့အိမ်တော်နဲ့အမျိုးသမီးတွေအတွက်တော့ဗောနော်ယခုကာလမှာတာရမီယရနာထွန်းကားမယ်လို့လည်းဖော်ပြနေတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ ပါရမီလိုချင်တဲ့လူတွေပေါ့နော်ခိုင်းလိုကလေးလိုချင်တဲ့လူတွေတွေကတော့ဒီကာလမှာကလေးရရှိဖို့အတွက်အာကံရှိနေတာကံမြင့်နေဖြစ်ပါတယ်မြန်ဒီကက်ကိုရွေးချယ်တဲ့လူတွေရမှာပေါ့နော်ယောက်ျားလေးဖြစ်မယ်ပေါ့ယောက်ျားလေးဒါမှမဟုတ်ရှင်အိမ်တော်တွေယောက်ျားတူဦးဖြစ်မယ်ဆိုရင်တော့ဒီယခုကာလမှာပေါ့နော်မိမတူဦးချောင်းမိမိရဲ့ဂုံတိတ်ခါကိုနှိုးနှံ့အောင်ဒီမိမကနေပြီးအမျိုးသမီးတူဦးကနေပေါ့နော်အနှောက်အယှက်တွေပြုတ်လို့တော့ခံရမယ်ဆိုပြီးတော့လေဒီကက်မှာဖော်ပြနေပါတယ်ဒါကြောင့်မို့လို့ယောက်ျားလေးဖြစ်ခဲ့မယ်ဆိုရင်တော့ဒီကာလအတွင်းမှာ ဒီမိမတွေအမျိုးသမီးတွေနဲ့ပတ်သက်တာတွေကိုပေါ့နော်အထူးဂရုစိုက်ပြီးပို့လိုအပ်ပါတယ်ဒါကတော့ပထမကတ်ကိုရွေးချယ်ထားတဲ့လူတွေအတွက်ဒီအခြေရေးကန့်ကျန်မှာများပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့နံပါတ်2ကတ်ရွေးချယ်ထားတယ်ပေါ့နော်ဒုတိယကတ်ရွေးချယ်ထားတဲ့လူတွေအတွက်ဒါတော့ကတ်နောက်တစ်ကတ်နဲ့ကျွန်တော်ဟောပြောပြီးတော့မှာဖြစ်ပါတယ်ဒီကတ်ကိုရွေးချယ်ထားတဲ့လူတွေအတွက်တော့ကြာတင်တဲ့ကြာတင်လာတဲ့ကတ်ကတော့ The Diver ဆိုတဲ့ကတ်လေးပဲဖြစ်ပါတယ် ဒီကတ်ကိုရွေးချယ်သူတွေတဲ့တော့ကတော့ဒီကာလမှာအခြေရေးကန်နေနေတယ်လို့ပဲကျွန်တော်ပြောရမှာဖြစ်ပါတယ်အခုကာလမှာပေါ့နော်ဒီအခြေရေးအိမ်အောင်ရေးတွေမှာပြဿနာဖြစ်ပေါ်နေမဲ့ကာလပဲဖြစ်တယ်ဒီလိုမျိုးချစ်တူနှစ်ဦးကြတာမလို့ရှင်လင်မယားကြမှာစကားများတာတွေရန်ဖြစ်တာတွေဒီစိတ်တဘောတာမတိုက်ဆိုင်တာတွေရောက်စိတ်ကောက်တာတွေဒါတွေအဖြစ်များနေမှာပဲဖြစ်ပါတယ်ဒီကာလမှာပေါ့နော်အခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ဒီစီစဉ်ထားတဲ့ကိစ္စရောမင်္ဂလာဆောင်ဖို့လို့ဒါမှမဟုတ်ရှင်စစ်ဆက်ဖို့လို့ဒါမှမဟုတ်ရှင်အဖြေတောင်းတာလို့ပေါ့နော်ဒီလိုမျိုးကိစ္စတွေမှာကျွန်တော်တို့နှောင့်နှေးမှုတွေ လည်းကြုံရတတ်တယ်ပြောလို့ရှိရင်ပျက်စီးမှုတွေလည်းကြုံရတတ်တယ်လို့ဒီကတ်မှာဖော်ပြနေပါတယ်။ဒါကြောင့်မို့လို့ဒီနံပါတ်1ကတ်ကိုရွေးချယ်ထားတဲ့လူတွေတဲ့တော့ယခုကာလမှာအိမ်အောင်ရေးအချစ်ရေးနဲ့ပတ်သက်လာရင်ဆုံးမြတ်ချက်တွေကိုပေါ့နော်လက်လွတ်စပယ်ပေါ့လင်းမြန်စွာမဆုံးဖြတ်ဘဲနဲ့စိတ်ရှိရှိထားပြီးတော့ရေးရှိအတွက်ပေါ့နော်ကျွန်တော်တို့နောင်ရေးအတွက်တေချာစဉ်းစားပြီးတော့ကျွန်တော်တို့ဒီဒေါ်ဒါတွေကိုလျှော့ပြီးတော့ပဲဆုံးဖြတ်မှာပဲဖြစ်ပါတယ်ခင်ဗျာ။တတိယအနေနဲ့ကတော့ဒီနံပါတ်3ကတ်ရွေးချယ်ထားတဲ့လူတွေတော့ပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ The Sun ဆိုတဲ့ကတ်လေးပဲကြားပါတယ်။ ဒီကက်ကိုရွေးချယ်တဲ့သူအတွက်တော့ဒီကာလာအခြေကြီးကံကောင်းတဲ့ကာလာလို့ပဲကျွန်တော်ပြောရပါလိမ့်မယ်။အိမ်တော်တွေဒီအတွက်ကတော့ဒီကာလာကတော့ဒီပို့ပြီးတော့ကောင်းတယ်ပေါ့နော်အခြေကြီးကံအမြင့်ဆုံးကိုရောက်နေတဲ့ကာလာလို့ပဲပြောရပါမယ်။ဒါပေမဲ့အခြေကြီးကံမြင့်နေတယ်ဆိုရင်ပေါ့နော်ဒီအပြင်ကနေနှောက်ရှက်မှုတစ်ခုတော့ရှိတယ်။ဒါကဘာလဲဆိုတော့အိမ်တော်တွေဒီအနေနဲ့ပေါ့နော်ဆွေမျိုးတာဆွေမျိုးတာချင်းပေါ့ဆွေမျိုးတာချင်းတူကိုအကြောင်းပြုပြီးတော့ဒီလင်မယားချင်းပါပေါ့နော်လင်မယားချင်းကျွန်တော်တို့စိတ် အဲဘာလို့ပြောရမလဲနားလည်မှုလွဲပြီးတော့ဗောနော်နားလည်မှုလွဲပြီးတော့ဒီရံဖြစ်တာတွေစိတ်ကောက်တာတွေဒါဖြစ်လာနိုင်ပါတယ်ခင်ဗျာယခုကာလမှာဒီမင်္ဂလာဆောင်ရံစေဆက်တောင်းရံရံစီစဉ်ထားတဲ့လူတွေဗောနော်ဒါမှမဟုတ်ရှင်အခြေရေးဖြေတောင်းထားတဲ့လူတွေကတော့ဒီကာလမှာတော်လင်းလင်းမြန်မြန်နဲ့အောင်မြင်တဲ့ကာလပဲဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်မို့လို့ဒီကာလမှာမင်္ဂလာဆောင်မှုစေဆက်ဖို့လုပ်တဲ့လူတွေကတော့ဒီနံပါတ်3ကောက်ရွေးထားတယ်ဆိုရင်တော့အာဒီမင်္ဂလာလမ်းဖြောင်းပြူးနေမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့တတိယ နမတ်3ကပ်ပေါ့နော်ရွေးချယ်ထားသူတွေအတွက်ကျွန်တော်မြင်တဲ့အတိုင်းကညမာလေးကိုဟောပြောပေးသွားတာပဲတလာအတွင်းပေါ့နော်တလာအတွင်းကညမာလေးကိုဟောပြောပေးသွားတာပဲဖြစ်ပါတယ် ီတစ်ခါမှာတော့အခြေအနေနဲ့ပတ်သက်ပြီးတော့ကံကြမ္မာများကိုဟောကြားပြတော့ပဲဖြစ်ပါတယ်။နောက်ခါများမှာမြည်ဒီကိစ္စရဲ့များဒါမှမဟုတ်ရှင်မြည်ဒီမိနဲ့နေနဲ့များအတွက်ပေါ့နော်ကံကြမ္မာများကိုတွက်ချက်ပေးရမယ်ကိုကွန်မန့်လေးရေးပြီးတော့လည်းအကြံပေးတော့ဖို့ကျွန်တော်မေတ္တာရခံရပါတယ်။ကဲတာရောနဲ့ပတ်သက်ပြီးတော့ကံကြမ္မာကြည့်ရှင်သူများစိတ်ဝင်စားသူများအနေနဲ့လည်းကျွန်တော်ရဲ့တာရောပိုင်24 YouTube Channel လေးနဲ့ Facebook Page လေးကို Like and Follow လေးလုပ်ပြီးတော့ဘူးလေကျွန်တော်ဘက်ကမြေတားရခံရပါတယ်ဒီထဲမှာမှကျွန်တော်အစီအစဉ်လေးရှိရေပေါ့နော်ကျွန်တော်ရဲ့ YouTube channel တို့ကျွန်တော်ရဲ့ page လေးကို like ထားတဲ့လူတွေထဲရမှာပေါ့เนาะကျွန်တော်ဒီအာ K4 လိုမျိုးလေးကျွန်တော်လုပ်ပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီကန်ချမာလေးပေါ့မိမိတည်ကျင်တဲ့ဗီဒီယိုတွက်ချင်တဲ့ဟာလေးတွေကိုကျွန်တော်ဘက်ကနေပြီးတော့အခမဲ့ပေါ့เนาะကျွန်တော်မြေတားလက်ဆောင်လေးနဲ့တွက်ချက်ပေးသွားမယ့်အစီအစဉ်လေးတွေလည်းရှိပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel လေးနဲ့ Facebook page လေးကို like and follow လုပ်ပြီးတော့ပါပါခင်ဗျာဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးတဲ့တူတူတယောက်ရှင်တိုင်းတွေကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ